ရန်ကုန်မြို့ကဟာမိုက်အမွှေးပွားအယုတ်ဆက်ရုံဝန်ထမ်းတွေမှာလောက်ခလာစာတရားမှုဝင်ဖြတ်တောက်ခံရမှုယာရူးကြီးအလုသမားတွေရဲ့ချိန်ချမှုနဲ့ဗတ်လိုက်ဆက်ဆက်မှုတွေကြုံတွေ့နေရတယ်လို့အလုသမားတွေရဲ့ပြောပြချက်အရာသိရပါတယ်တိကတ်စနစ်နဲ့လောက်ကင်ရပေမဲ့လောက်ခအပြည့်အဝမရပဲဖြစ်နေတယ်လို့လည်းအလုသမားတွေကပြောပါတယ် ဘာလို့ဖြတ်တောက်လဲလို့မေးတဲ့အခါမှာစယုံမှုကဖြတ်တာလို့ပဲပြောကသူတို့လှုပ်ထားတဲ့ငါယူနဲ့လစာကိုမရပဲအဖြတ်ခံရတာခဏခဏပဲလို့ပြောကြပါတယ်အထူးသဖြင့် supervisor နဲ့ leader အစ်စ်ဝန်ထမ်းတွေကလစာဖြတ်တောက်ခံရသည့်အကြောင်းအမျိုးမျိုးပြကငွေကြေးအများအပြားဖြတ်တောက်လိရှိတယ်လို့သိရပါတယ်ဒါအပြင်ကြီးကျက်ရေးလှုပ်တာ leader တွေမှာတခြားအလုပ်တွေလည်းလုပ်ကြရပြီးလစာနစ်နာမှုတွေပါကြုံတွေ့နေရတယ်လို့အလုပ်သမားတွေကပြောပါတယ် ်အော်စူပါအေရီယာစူပါဗိုက်ဆာကလည်းယာဒူးလုတ်ပိုင်ခွင့်ကိုအသုံးပြုပြီးအလုတ်သမားတွေကိုချိန်ချောက်မှုတွေမကြာခဏပြုလုပ်တတ်တယ်လို့လည်းအလုတ်သမားတွေကဆိုပါတယ်။သတင်းကြုတ်ကာလလိုအခကြီးရက်ကြီးတွေမှာလည်းဝန်ထမ်းတွေထံကနေငွေကောက်ခံမှုတွေကိုအော်စူပါကဥဆောင်ပြုလုပ်လေးရှိပြီးမန်နေဂျာနဲ့အကြီးအကဲတွေကိုကတော့ဖို့အတွက်ဝေကောက်ခံပြီးတဲ့နောက်ဂျာကြီးနဲ့နိုင်ငံသားတာတိကျရေးမှုတွေကိုဂရော့ဘိုဆိုကထပ်မံကောက်ခံခဲ့တယ်လို့လဲအလုသမားတွေကပြောပါတယ် ဟာမိုက်ရုပ်စယုံကရန်ကုန်မြို့ရွှေပြည်သာမြို့နယ်တရုကန်ဆက်မှုဇုံကြောက်စိမ်းလမ်းမှာလုတ်တာအင်အားတထောင်ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပြီးကိုရီးယားနိုင်ငံသားပိုင်ဆက်ယုံကိုတရုတ်နိုင်ငံသားတူအုပ်ချုပ်နေတယ်လို့မြန်မာ Liver News ကသိရှိထားပါတယ်။ကျမကတော့စိမ်းပါ။